မြေအောက်ခမ်းမကြီးထဲမှာ လူအယိုးအပိုင်းစာကို တွေ့ရှိပြီးနောက် ကိုအောင်နဲ့ကိုထွန်းတို့ဟာပို့ပြီးတတိထားပြီးစူးစမ်းလေ့လာကြတယ်။ခမ်းမကြီးရဲ့နေရံတွေမှာရှေးဟောင်းစာလုံးတွေနဲ့ပေါ်တင်ကေတတွေရေးထိုးထားတာကိုတွေ့ရတယ်။သူတို့ဟာအဲ့ဒီစာလုံးတွေကိုဖတ်ဖို့ကြိုးစားပေမဲ့နားမလည်နိုင်အောင်ဖြစ်နေတယ်။ခမ်းမကြီးရဲ့အလေက ကြောက်တုံးကြီးပက်လယ်မှာမော်ဆရာရဲ့ခြေရာကိုတွေ့ရတယ်။ခြေရာတွေဟာလက်ဆက်ပြီးမော်ဆရာဟာမကြသေးခင်ကမှဒီနေရာကိုဖျက်သွားတာဖြစ်နိုင်တယ်။ကိုအောင်ကမော်ဆရာဟာဒီနေရာမှာမော်ပညာတွေကိုအသုံးပြုနေတာဖြစ်နိုင်တယ်လို့ပြောတယ်။ကိုထုံးကဟုတ်တယ်။ဒါပေမဲ့ဘလို့မော်ပညာတွေလဲဆိုတာကိုတော့မသိသေးဘူးလို့ပြန်ပြောလိုက်တယ်။ သူတို့ဟာမော်ဆရာရဲ့ခြေရာတွေကိုလိုက်ပြီးခမ်းမကြီးရဲ့အနောက်ဘက်ကိုရှောက်သွားကြတယ်။အနောက်ဘက်မှာပေါင်မိုက်တဲ့လမ်းကြောင်းတစ်ခုကိုတွေ့ရတယ်။လမ်းကြောင်းထဲမှာတိုးညှင့်တဲ့အတန်တွေထွက်နေပြီးအေးစိမ့်တဲ့လေကျူးကပို့ပြီးအေးစိမ့်လာတယ်။ကိုအောင်ကဒီလမ်းကြောင်းဟာမော်ဆရာရဲ့ဂူကိုသွားတဲ့လမ်းကြောင်းဖြစ်နိုင်တယ်လို့ပြောတယ်။ ိုထွန်းကဟုတ်တယ်ဒါပေမဲ့အနေရများနိုင်တယ်လို့ပြန်ပြောတယ်သူတို့ဟာတတိထားပြီးလမ်းကြောင်းထဲကို ဖြည်းဖြည်းချင်းဝင်ရောက်လာကြတယ်လမ်းကြောင်းထဲမှာရှေ့ကိုဆက်လျှောက်သွားရင်ပေါ်ဆရာရဲ့ပစ္စည်းတွေကို တွေ့လိုက်တယ်ပေါ်ဆရာရဲ့မော်တုတ်မော်စာအုပ်မော်ပလင်းတွေနဲ့တခြားမော်ပစ္စည်းတွေကိုတွေ့ရတယ် သူတို့ဟာအဲ့ဒီပစ္စည်းတွေကို စစ်ဆေးကြည့်တဲ့အခါမော်ဆရာရဲ့မော်ပညာတွေနဲ့ပတ်သက်တဲ့အချက်လက်တွေကို တွေ့ရတယ်။ကိုအောင်ကပြောလိုက်တယ်။မော်ဆရာဟာ အစွမ်းထက်တဲ့မော်ဆရာတယောက်ဖြစ်နိုင်တယ်။ကိုထွန်းကလည်းဟုတ်တယ်။ဒါပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကိုတော့မသိသေးဘူးလို့ ပြန်ပြောတယ်။ သူတို့နှစ်ဦးဟာမော်ဆရာရဲ့ကူကိုရှာဖွေဖို့ဆက်လက်ရှောက်သွားကြတယ်